အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝင်ကြီးချုပ်ဖြစ်သူဆာနာရဲ့တာကိုက်ချီနဲ့တိုချိုမှာတွေ့ဆုံခဲ့ပြီးမြေရှားတပ်တူဆိုင်ရာသဘောတူညီချက်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အာရှခီးစင်းတွင်ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့သတင်းပတ်တွေကမှရွေးချယ်ခံခဲ့ရတဲ့ဂျပန်ဝင်ကြီးချုပ်ဆာနာရဲ့တာကိုက်ချီနဲ့တွေ့ဆုံတာဖြစ်ပြီးစီးရင်အင်အားတိုးမြှင့်မှုကို အရှိန်မြှင့်တင်ဖို့သူမရဲ့ဂတိကဝတ်ကိုကြိုဆိုတာ ကုံသွယ်ရေးနဲ့အရေးပါတဲ့ဓာတ်တတုပစ္စည်းဆိုင်ရာသဘောတူညီချက်တွေကိုလက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။ပထမသဘောတူညီချက်ကတော့ American Japan ဆက်ဆံရေးရဲ့ရွှေခေတ်တစ်ခုကိုဖွင့်ပေးပြီးစီးပွားရေးလုံခြုံမှုကိုအကောင်စေဖို့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအားပေးဖို့နဲ့အဲ့ဒီကနေတဆင့်ကမ္ဘာလုံးဆိုင်ရာကြွယ်ဝချမ်းသာမှုကိုဆက်လက်ဦးဆောင်ဖို့ဖြစ်ပါတယ်။ဒုတိယသဘောတူညီချက်ကတော့ဂျပန်နဲ့အမေရိကန်တို့ဟာ မြေရှားနဲ့အရေးပါတဲ့တတူဆိုင်ရာတူဖော်မှုတွေနဲ့ပတ်သက်ပြီးလုံခြုံထိရောက်စွာအသုံးချနိုင်ရေးအပြန်အလှန်ပူးပေါင်းဆောင်ရွက်သွားဖို့ဖြစ်ပါတယ်။အဲ့ဒီစာချုပ်ဟာတရုတ်နိုင်ငံရဲ့မြေရှားတတူဆိုင်ရာထိန်းချုပ်မှုတွေကိုညှော်နေစေမှာဖြစ်ပြီးတော့ဂျပန်နဲ့အမေရိကန်တို့ရဲ့ပူးပေါင်းမှုကို တိုးမြင့်ဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့သတင်းတွေမှာဖော်ပြပါတယ်။အမေရိကန်ဟာကမ္ဘာလုံးဆိုင်ရာမြေရှားတတူထောက်ပံ့မှုတွေကိုလဝတ်ကြီးအုပ်ချုပ်ကင်ထားလို့နှိပါရှိနေတဲ့တရုတ်ပေါ် မိခုံမှုကိုရှော့ချဖို့ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။ Trump နဲ့တာကာယီချီတို့ဟာ USS George Washington လေယာဉ်တင်သင်းမော်အခြေစိုက်တဲ့တိုချိုအနီးကယိုကိုစုကာရှိအမေရိကန်ရေတပ်အခြေစိုက်စခန်းကိုတွားရောက်လေပတ်ခဲ့ပါတယ်။ဂျပန်ခရီးစဉ်ပြီးရင်တော့သမ္မတ Trump ဟာတောင်ကိုရီးယားကိုခရီးဆက်ဖို့ရှိနေပြီ။အဲ့ဒီမှာတရုတ်သမ္မတရှီကျင်းဖင်နဲ့တွေ့ဆုံဖို့လည်းရှိနေပါတယ်။သမ္မတ Trump ဟာပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့အရှိတောင်အာရှနိုင်ငံများအသင်း အာဆီယံခေါင်းဆောင်တွေနဲ့ထိပ်သီးဆွေးနွေးပွဲပြုလုပ်ခဲ့သလိုထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ကြားဖြစ်ပွားခဲ့တဲ့နေဆက်အငင်းပွားမှုဖြစ်ရှင်ရေးသဘောတူညီချက်ကိုလည်းတည်တည်ဖြစ်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။